ကြီးပမောတင်အောင်ရဲ့ဒေါက်တာလွန်ဝေဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရယ်။ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်။အပိုင်းကိုစပယ်မြိုင်နှင့်ခြံ၃လေးခြံလောက်အကွာတွင်ရှိသောမာလာမြိုင်မှဆက်ရှင်တရားသူကြီးဥပါဤအမှုယောဂါကိုပျောက်ကင်းသွားအောင်ကုသပေးလိုက်သည့်နောက်ပိုင်းမှစ၍ဒေါက်တာလွန်ဝေသည်ချိုးအိမ်တောင်စုဤဆရာဝန်ကဲ့သို့ဖြစ်မှန်းမသိတစတစဖြစ်လာပေသည်။ အိမ်သူအိမ်သားတယောက်ယောက်ဘိုင်းနာတီကအစကောင်းခဲ့သည့်အထိဒေါက်တာလွမ်းဝေမှဒေါက်တာလွမ်းဝေဖြစ်နေပေသည်အထူးသဖြင့် session တရားသူကြီးဥပဒေဒေါက်တာလွမ်းဝေနှင့်၎င်း၏အလုပ်အကိုင်းကိုပုံမူ၍သဘောကျနေပုံရသည်ဦးလင်းငငယ်တို့ကတော့မောင်းလို့ဆောင်းဝင်တယောက်တိတ်ဖြစ်ခြင်းတပော့ကွယ်ဒါပေမဲ့ဆောင်းဝင်ဖြစ်ဖို့စားတာပါမလားလို့ထင်ပါရဲ့လေဥပစာတိတ်ပန်အောင်ပြီးကမှဝိဇာရန်ပြောင်းခဲ့ရတယ် session တရားသူကြီးက၎င်း၏နောက်ကျောင်းကို မကြေမချမ်းပြန်၍ပြောဆိုရလေသည်ကျွန်တော်လဲစေးသိပ်ပံကိုခက်ခဲရင်ရင်သင်ခဲ့ရပါရဲ့ဦးတကယ်လို့ဆုံးသွားတဲ့ជីကြီးစုကသာဆက်သင်မပေးခဲ့ဘူးဆိုရင်ကျွန်တော်အင်တန်ဖြစ်ချင်တဲ့ဆရာဝန်တယောက်ဘယ်လိုနည်းနဲ့မှဖြစ်လာလိမ့်မယ်မဟုတ်ပါဘူးခင်ဗျာဒေါက်တာလုံးဝေကလည်းခက်ခက်ခဲခဲရုန်းကန်လာခဲ့ရသော၎င်းဘဝဤနောက်ကြောင်းများကိုအင်ရှင်အားရည်ရင်းနီနီပြောပြလေသည် မောင်ကြီးကြီးလိုမိမမျိုးကတော့ရှားပါတယ်လေတကယ်သူတော်ကောင်းမကြီးတယောက်ပါ ကြီးကြီးစုကကျွန်တော်ကိုတောင် ပုတ်သေးဘူးဦးရဲ့ပညာသင်ခြင်းရဲ့နဲ့မတင်နိုင်ရှာတဲ့ဒီပင်ကမရှိစင်ရတာသားသမီးတွေကိုလည်းတင်ပေးတတ်ပါတယ်။မောင်ကြီးကြီးနဲ့ဦးတို့မကွေးပါတူနေကြတော့ကမောင်ဦးကြီးရဲ့ယုံကမင်းစီတယောက်သားကိုတောင်ကြောင်းထပေးခဲ့တာဦးဖက်မိနေသေးတယ်။ရှင်တို့၎င်းဤဖခင်နဲ့ဒေါက်တာလွန်ဝေတို့ဧကန်၌စကားကောင်းနေကြ गाइ မိမိသည်မိဖို့ကြောင့်ဘက်တွင်၎င်းဤတော်လေးနေစီမံခန့်ခွဲနေရမှဝင်လာတတ်လေသည်။အခုကြည့် music ဝါသနာပါတယ်ဆိုဟုတ်လားမိမိသည်၎င်းပြောဆိုလိုသောအကြောင်းအရာကိုကလေးသူငယ်မလေးတယောက်လိုပြုံပြုံတန်းတန်းဝေးရပြောဆိုခြင်းလည်းပြုတတ်ပေသည်တယောက်ထဲသာရှိသောသမီးကလေးကိုများစွာအရေးပေးအလိုလိုက်ထားဟန်ရှိသောမုတ်ဆိုးဘကြီးဥပသည်ဘာတကုံးမှဟန်တာပြောဆိုခြင်းမပြုတတ်ပဲပြုံပြုံကြီးကြည့်နေလေရှိသည်လူကြီးများစကားပြောဆိုနေခိုင်ထိုကဲ့သို့ကြားပဝင်ရောက်ပြောဆိုတတ်သောအလေးကိုများစွာအားပေးခြင်းပြုလိုဟန်မရှိသောဒေါက်တာလုံးဝေသည် မိမိ၏မိခွန်းများကိုဖြေချခြင်းမပြုဘဲပြုံယုံမျှသာ ပြုံးနေရလေသည်တနည်းညမိမိမြို့ရဲအပြန်အကိုကြီးတို့အင်ရှိဖြစ်လာတော့ကိုကြီးရဲ့အင်ပေါ်တက်ကလက်ဆွဲပါကြတဲ့ကြားလိုပါမိမိသည်ဥလန်ဝေနီးရှိကလထိုင်အလွတ်တလုံးတွင်ဝင်၍ထိုင်ရင်းပြောဆိုလေသည်ရှားဝင်းကြီးဥလန်ဝေသည် ပြုံး၍သာနာထောင်ခြင်းပြုလေသည်တို့ရာတွင်မိမိစကားကိုကရောနှောပြောဆိုခြင်းမပြုသေးချေ နားထောင်လို့ကောင်းတာနဲ့ကိုကြီးတို့အင်ရှိကကုတ်ကိုပင်ရိတ်မှာမော်တော်ကားရက်ပြီးကိုကြီးဆွဲနေတဲ့ယူရီးယားဖိန်ချကလေးကိုဆုံအောင်မိမိခုတ်ပြီးနားထောင်လာခဲ့မိသေးတယ်။မိမိဒီယူသားပွင့်လင်းသောကလေးသူငယ်မလေးတယောက်ကဲ့သို့ပြောဆိုလိုရကောတယောက်တည်းပြောဆိုနေပေသည်။ဆက်ရှင်တရားသူကြီးသည်၎င်း၏ဆရာဝန်နှင့်တမိဤမျက်နှာများကိုတလဲစီကြည်ကပြုံးနေသည်။နောက်တနေ့မနော့ကိုမိမိမေးကြည့်တော့မှကိုကြီးကလက်ဆွဲပါချာကိုသာမကဘဲနဲ့ ပြောကိုပါထိုးရက်တဲ့အကြောင်းသိလာခဲ့ရတယ်။မနော်ကမိမိကိုကိုကြီးရဲ့တွင်ရည်တွေပြောပြလိုက်တဲ့အတွက်ဒီကောင်ဒဏ်ပေးရလဲအောင်မဲ။ပြောရည်နားထောင်နေရမှာဆရာဝန်ကြီးဦးလန့်ဝေက ပထမအချိန်စကားပြောခြင်းကိုပြုလိုက်လေသည်။အကူကြီးကတချင်းကြီးတချင်းကန်နေတော်တော်ရတယ်နဲ့တူတယ်။မိမိဒီ၎င်းစိတ်ဝင်စားသိလို့တော့အကြောင်းအရာကိုသာဆက်တိုက်မေးမြန်းခြင်းပြုနေပေသည်။ ကောလိပ်မာတို့ကတော့တော်တော်ကလေးနှံ့ဆန့်အောင်တက်ခဲ့ဘူးပါတယ်။ဒါပေမဲ့ငငယ်တုန်းကလိုအလေချင်းကမရှိလေတော့မိသားတွေလည်းမေ့ကုန်ပါပြီ။ပီယန်နိုကအကိုကြီးအလေချင်းလောက်ပူသေးလိုက်။အကိုကြီးညီတယောက်ကတော့တခြင်းတွေလည်းအများကြီးရပြီးပီယန်နိုလည်းသိတော်တယ်။စကားဆက်မိတော့ကြောင်းပီယန်နိုတီးကောင်းလာတော့ညီလို့သူချောင်းကိုဆောင်ဝင်ကြီးဦးလောင်ဝေကထက်သွင်းပြောဆိုလိုက်ပြီ။"အိုးမမညီကိုမောင်နှမတွေရှိသေးတာကို" ငြိမ်သက်စွာထိုင်၍နားထောင်နေသောဆက်ရှင်တရားသူကြီးကဝင်၍ပေးပြန်လိုက်။အကျွန်တော်နဲ့အဖေတူအမေခွဲနှမနှစ်ယောက်နဲ့ညီငယ်ဆုံးတစ်ယောက်ရှိပါသေးတယ်ဦး။အော်အော်။သူမြတ်သာအမေတိတ်ပြုတ်လိုက်ပြီးနောက်မိမိဤဖခင်သည်ငြိမ်သက်နေလိုက်လေသည်။အကိုကြီးရဲ့ညီဆိုတာကဘယ်မှလဲယင်ကိုကြီးစီကိုဝင်လာထွက်တာမိမိဖြင့်တခါမှမတွေ့မိမမြင်မိပါလား။ဟော။သူကဘမရေတက်မှာတာဝန်ထမ်းဆောင်နေတယ်။စစ်တွေရေတက်မှာတာဝန်ရှိနေလို့ပါ။အော် ရေတက်မတော်ဟုတ်လားအတီးမုတ်ကိုလိုက်စားလွန်းလွန်းဘီအေမအောင်နိုင်တော့တဲ့အဆုံးရေတက်ထက်ဝင်သွားတာပေါ့လေအော်အကိုကြီးညီကဂီတသမားကိုအဲမောင်တန်းမောင်ကြောင်ပြောရင်းနဲ့တနေ့ကပဲသူ့စီကစားတဆောင်လာသေးတာအခုမှသတိရတယ်အကိုကြီးညီနာမယ်ကဘိုတန်းမောင်နဲ့လားဟုတ်တယ်သူလက်ရှိဘက်ထဲလောင်စစ်တွေရေတက်ခွဲကနေပြီးတော့ရန်ကုန်ကိုပြန်ပြောင်းရတော့မှမို့ကိုကြီးစီမှာလာနေလို့တဲ့အကြောင်းခွင့်တောင်းထားတယ်ဂီတာသမားဆိုရင်တော့ကိုကြီးအိမ်မှာပဲနေပါစေလားယင် မိမိလည်းတချင်းကြီးတွေပါတက်ရတာပေါ့အကိုကြီးရဲ့ညီငယ်ပဲမိမိရဲ့အကိုကြီးစီမလာနေခြင်းနဲ့ဆိုရင်အကိုကြီးကဘလို့လုပ်ပြီးညင်းလို့ဖြစ်နိုင်ပါမလဲရင်းတို့ဧကန်နိုင်ဆောင်ဝင်းကြီးဦးလောင်းဝင်းနဲ့မိမိတို့သားဖစကားကောင်းနေခိုင်းမိမိတို့သားဖကိုဆောင်းရှောက်အုပ်ထင်းပေးနေတော့ဥပဤနှမဝဲခွဲအတော်ကြီးဒီဝင်လာလေသည် စကားကောင်းနေကြတဲ့နဲ့တူတယ်ဒါပေမဲ့ထမင်းတော့ပြင်ထားပြီးနေပြီညစာစားတောင်းရန်အတွက်အစင်တင်ခုခက်ပြင်ဆင်ထားပြီးဒီအကြောင်းကို မိမိဤတော်လေးကအလုံးအတွက်ပြောဆိုရင်ဆရာကြိုက်တတ်တဲ့ဟင်းရွက်ဆောင်တတ်နဲ့လဲပါတယ်ဟုဒေါက်တာလန်းဝေကိုတတ်တတ်ပြောဆိုလေသည်ကျွန်တော်လဲဒေါ်လေးတို့အိမ်မာကြီးလိုလိုစားနေတောင်းနေကြဖြစ်နေတော့အိမ်ကဥခန့်တို့လင်များကတောင်ညက်နေတိုင်းမနေ့ပြန်အိမ်မာထမင်းစားမလာလို့မေ့မိနေပြီတနေ့ကနေတပတ်လင်မိမိဤနေအိမ်နာညစာကိုသုံးသက်စာများလောက်သာစားရတော့သောဥလံဝေကပြန်လဲပြောဆိုလာ၏။ဘာလဲဥခန့်တို့ကကိုကြီးကို မိမိတို့အိမ်မှာထမင်းဆဆာနေတာကိုမနာလိုကြတော့ဘူးချင်ပါရဲ့မိမိက၎င်း၏ပကျေနှက်ချက်ကိုဝင်ရောက်ပြောဆိုလိုက်ပြန်လေသည်ဒီလိုဟုတ်မယ်မတင်ဘူးမိမိရဲ့ဆရာကိုအိမ်မှာစားမယ်တင်ပြီးချက်ထားပြုတ်ထားရကအိမ်မှာဆရာကမစားတော့အလားအသာဖြစ်ကုန်လို့နဲ့တူပါတယ်မိမိတော်လေးကပင်မိမိ၏စကားကိုပြန်၍ဖြေရှင်းပြောကြားလိုက်သည့်အတွက်ဦးလဝေသည်ဘာကုန်းမှပြန်လည်ပြောဆိုခြင်းမပြုရတော့ပဲအိမ်သားများနှင့်အတူထမင်းစားခန်းထဲသို့လိုက်ပါလာခဲ့ရလေသည်စပယ်မြိုင်တွင် ជីវာဆိုင်းပုတ်ကလေးကိုမိမိသဘောတစ်ခုတည်းနှင့်ချိတ်ဆွဲလိုက်ပြီးနောက်ရှားဝင်ကြီးဦးလန့်ဝေသည်တက်ဆိုင်ရာမှမိတို့မိဘုံ တုံ့ပြန်ခြင်းနှင့်အရေးယူခြင်းပြုမိအရေးခင်များကိုစောင့်စားရင်းကံဘက်နှင့်အနီးတားတဝိုက်တွင်တစတစလူသိများသောရှားဝင်ကြီးတို့ဖြစ်လာပေသည်မာလာမြိုင်မှဆက်ရှင်တရားသူကြီးဦးပါနှင့်အင်သားများကကံဘက်တဝိုက်တွင် အေးအေးချမ်းချမ်းနေထိုင်လျက်ရှိကြသောအထက်တန်းစားများကိုကြောင်ညာပေးလျက်ရှိကြသဖြင့်ရှားဝင်ကြီးဦးလန့်ဝေ၏တစတစတိုးတက်များပြားလာသောလူနာများထဲတွင် လူကုန်နှံနှင့်ကြေးတံများလည်းတော်တော်များပြားလာလေသည်။ကံဘက်အနီးတစ်ဝိုက်တွင်ဥယင်ချမ်းမြေလောက်ကန်စားတော့ကြသောလူစင်းရဲတဦးနှစ်ဦးကိုမေတ္တာနှင့်ကုသပေးလိုက်သည်ကိုကြောင်းပြု၍လည်းဆရာဝန်ကြီးဦးလန်းဝေ၏လူနာများတဲ့တွင်စင်းရဲသားများလည်းတစ်နေ့တစ်ခြားတိုးတက်များပြား၍လာလေသည်။ဤကဲ့သို့ပင်လူနာများတစတစတိုးတက်များပြားလာစေကမူမာလာမြိုင်မဆက်ရှင်တရားသူကြီးဥပနှင့်မိသားစုတို့ကတော့ဆရာဝန်ကြီးဦးလန်းဝေကို၎င်းတို့ဤမိသားစုဆရာဝန်ကဲ့သို့သဘောထားမျှတကား ဆက်ဆံမြန်ဆက်ဆံလျက်ရှိကြပေသည်အိုင်နာဒီကအစကောင်းကိုက်သည့်အဆုံးဦးလန်းဝေကိုပြရမှာစိတ်ကျေနပ်ကြပေသည်ဒေါက်တာလန်းဝေတိုက်သောဈေးကိုတောက်ရမှာပျောက်သည်ဟုအထင်ရောက်ရှိနေကြပေသည်တစတစလူသည့်များလာသည့်အလျောက်လူနာများကိုလည်းလက်မလဲအောင်ကုသခြင်းပြုနေရသည့်အတွက်မနော်တယောက်ကတော့မူငယ်ရွယ်သူပီပီဝင်းမြဝင်းသားဖြစ်နေပေသည်သူဒီလက်မလဲနိုင်အောင်အလုပ်တုပ်ကိုလုပ်ကင်နေရတော့လေလေးတချွန်ချွန်းနဲ့ပျော်ရွှင်လျက်ရှိနေပေသည်ဒေါက်တာလောင်းဝေကဘူး ၎င်းလောက်ကန်နေတော့အလုတ်ကို၎င်းဖာသာတည်ဆုံးဖြစ်၏တကယ်ဆိုတော့သက်ဆိုင်ရာတကုရှင်နှင့်အာနာပိုင်သူတို့ကရေးဆွဲတက်မှတ်ထားသောတရားဥပဒေပြင်ပမှသူသည်ဆရာဝန်တယောက်ဖြစ်နေလေသည်သူလောက်ကန်နေတော့အလုတ်သည်တရားဥပဒေပြင်ပကအလုတ်ဖြစ်နေ၍သူသည်ထုံမှုအတွက်အချိန်မီ၍ရင်ဆိုင်ခြင်းပြုရဖို့အကြောင်းရှိနေသည်တို့ရရင်ထို့သောရင်ဆိုင်ခြင်းပြုရန်မှုအတွက်သူသည်ကောင်းစွာစဉ်းစားပြင်ဆင်ပြီးမှသူလောက်တဲ့လောက်ထိုက်သည်ဟုထင်မြင်၍ပြုလုပ်ခဲ့ခြင်းလည်းဖြစ်လေသည် သူ၏ကြီးတော်သေဆုံးပြီးနောက်တလပြေသောနေ့တွင်သူသည်ဇေဝဆိုင်ဘုတ်ကိုတင်ခဲ့သည်သူ၏ပြမအုံဆုံးဖောက်တယ်မှာလဲဆက်ရှင်တရားသူကြီးတူပင်ဖြစ်သည် အခုခါတွင်ထိုဆိုင်ဘုတ်ကိုတင်ခဲ့သည်မှာ၃လလမျှပင်ကျော်လွန်၍သူသည်လည်းလူနာပေါင်း900ကျော်ကျော်ကိုဆေးကုသပေးခဲ့လေပြီတို့ရရင်သူစောက်မြော်နေသောသက်ဆိုင်ရာမှမိခဲ့သူများတုံ့ပြန်ခြင်းအမှုတော်ကမရှိသေးချေသက်ဆိုင်ရာအာဏာပိုင်များသည်ဒေါက်တာလန်းဝေတိတိလင်းလင်းလောက်ကန်လျက်ရှိသောအလုပ်ကိုလုံးဝမသိရပင်ဖြစ်လေသလားသို့မဟုတ် တိလျက်နဲ့ပင်နားလည်မှုပြင်မတိအောင်ဆောင်နေလေသလားထိုလောနှလောကိုရှာဝင်ကြည့်ဦးလောင်းဝေသည်အမျိုးမျိုးချိန်ထိုးခံမှန်းကြည့်ရလေသည်ရန်ကုန်ကဲ့သို့မြို့ကြီးတနေရာတွင် အတိအလင်းဆိုင်ပုတ်တင်ကလူနာပေါင်းမြတ်များစွာကိုဈေးကူတာပေးနေသောရှာဝင်တူဤလုပ်ငန်းကိုသက်ဆိုင်ရာအာဏာပိုင်တို့သည် မတိတော်ဘဲကမဖြစ်နိုင်ရကြေစပယ်မြိုင်တွင်ဈေးဝါဆိုင်ပုတ်တင်လာပြီးနောက်သုံးလကျော်လွန်လာသည့်တိုင်အောင်မိခဲ့သူများထူးထူးခြားခြားနှင့်လှုပ်လှုပ်ရှားရှားဖြစ်မလာသောအခါ ဆောင်ဝင်ကြီးဦးလန်းဝေသည်တစားတဲ့တစားစိတ်လက်အေးချမ်းစာပြူလာပေသည်တို့ရရင်ထိုစိတ်လက်အေးချမ်းမှုသည်ကြကြတော့ကတည်မြဲခြင်းမရှိချေလူတို့၏ဘဝကီးတန်းတစ်ချောင်း၌စိတ်ပင်ပန်းစရာသို့မဟုတ်စိတ်ညင်ညူစရာကြောင်းများသည်တမျိုးဖုံနှင့်တမျိုးမျိုးကားဖြင့်ကြမ်းဖန်၍ပေါ်လာတတ်သကဲ့သို့စိတ်အေးလက်အေးအေးချမ်းချမ်းနေထိုင်ရတော့မည်ကဲ့သို့ရှိလေပြီဖြစ်သောဆောင်ဝင်ကြီးဦးလန်းဝေတွင်လည်းတမျိုးမဟုတ်သောတမျိုးချောင်းတို့သည်ကြမ်းဖန်၍ပေါ်ပေါက်ရပြန်လေတော့သည် ို့သောကြံဖန်၍ပေါ်ပေါက်လာသည်ဆိုသောအကြောင်းမှတခြားတော့မဟုတ်စစ်တွေရေတက်ခွဲတွင်တာဝန်ထမ်းဆောင်ရာမှရန်ကုန်ရေတက်သို့ပြန်လည်ပြောင်းရွှေ့လာသောရန်ဝင်ကြီးဦးလန်းဝေ၏ညီငယ်ဖြစ်သူဘူတန်းမောင်၏အကြောင်းပင်ဖြစ်လေသည်ဘူတန်းမောင်သည်အသက်အစိတ်သာသာခန့်လူငယ်တူဖြစ်လေသည်ညီကောင်မနမတစုတွင်သူသည်အငယ်ဆုံးဖြစ်သောကြောင့်မိဘများလက်ထက်ကရော မိဘများမရှိသည့်နောက်ပိုင်းမှာရောအလုံးကြီးရေးပေးခြင်းနဲ့လိုလိုက်ခြင်းကို ခံထားရတော်သူတယောက်လည်းဖြစ်လေသည် ပြီးပါများရှိစဉ်ကသူဒီအတီးမောင်းနဲ့ပြောပါမှုလောက်ကိုသာချိန်ပေးသူဖြစ်ထို့ကြောင့်သူဒီအများတကာတစ်နှစ်နဲ့မအောင်လင်းနှစ်နှစ်လောက်နဲ့အောင်လေးရှိသော BE ကိုပင်၃နှစ်ဆက်ပြည့်၍မှမအောင်ခဲ့သူဖြစ်လေသည် BE ကိုမြည်ခဲ့သူမြတ်မအောင်နိုင်သောအခါတွင်၎င်း၏မိခင်မုံစိုးမကြီးကိုသည်၎င်း၎င်း၏ကိုကြီးဦးလောင်းဝင်း၏အမလည်းအမလေးတို့ကို၎င်းတိုင်ပင်ပြောကြားခြင်းပါတကွမှမပြုဘဲ၎င်း၏သဘောတကူတည်းနှင့်ဘမရေတံတော်သူဝင်ရောက်သွားခြင်းပြုတော်သူတယောက်လည်းဖြစ်လေသည် ရင်းတို့ရေတက်ကိုမြောက်သွားပြီးနောက်ဘူသာဖြစ်လာခဲ့သည်သူ၏လာကကိုမြပင်တလားနှင့်တလားအလင်းမီအောင်သုံးဆွဲခြင်းပြုတတ်သောသူတယောက်ပင်မဟုတ်ချေအကိုကြီးစီတလက်အမလက်နှင့်အမလေးတို့စီတလက်လှမ်း၍လှမ်း၍တောင်းသုံးနေတော်သူလည်းဖြစ်လေသည်၎င်းနှင့်အဖေတူမိခွဲများဖြစ်ကြသောအမလက်နှင့်အမလေးတို့သည်ဘူတန်းပောင်ကိုများစွာအလိုမလိုက်တတ်ကြချေတို့ရရင်၎င်း၏ကိုကြီးဦးလန်းဝေကမူညီငယ်ဆုံးဖြစ်သောဘူတန်းပောင်ကိုအလိုလိုက်လေရှိသည်ရင်းတို့ကိုကြီးလောက်သူကညီငယ်ဆုံးကိုအလိုလိုက်လေရှိသောကြောင့် ဈာမမိမသားနှစ်ဦးတို့သည်၎င်းတို့၏ကိုကြီးလို့သူကိုထုံများသည့်အလိုမလိုက်ရန် မကြာခဏစာရေး၍စုပူပြောဆိုတတ်လေသည်။တမ်းမောင်ကိုကိုကြီးခုလိုလိုလိုက်နေရင်ဒီကောင်ထိတဲ့ပျက်စီးလိမ့်မယ်။အကိုကြီးကသူ့ကိုလိုလိုက်မှန်းသိလို့ဒီကောင်ခုလိုစိုးနေတာ။ကိုတမ်းမောင်ထက်အကြီး၎င်းထက်အငယ်များဖြစ်သောမိမသားနှစ်ဦးတို့ကဦးလန်းဝေကိုလှမ်း၍လှမ်း၍အပြစ်တင်ရေးသားခြင်းပြုတတ်ကြလေသည်။ကိုတမ်းမောင်သည်၎င်း၏ညီငယ်ဆုံးဖြစ်၍ဆရာဝန်ကြီးဦးလန်းဝေကတော်တော်ကလေးချစ်လေသည်။ ငယ်စဉ်မှစ၍တော်တော်ကလေးလက်အေးပေးလိုလိုက်ခဲ့၏ရင်းတို့အကိုကြီးအေးပေးလိုလိုက်ခြင်းခံခဲ့ရသောကြောင့်ဘူတန်းမောင်သည်၎င်းအထက်အကြီးများပေါ်တွင်စိုးကျင်သလိုစိုး၍လာခဲ့ပေသည်အကိုကြီးဦးလန်းဝေကလွယ်လင်ကြံသောအမနှစ်ယောက်တို့ကိုသူသည်အသက်ရှိသည်ပင်မထင်ချေတန်းမောင်ဟာတို့ထဲမှာငယ်ဆုံးမဟုတ်လားနင်တို့ကတီးကလေးကိုတားလောက်တောင်းမှတီးနည်းပခန့်ကြတော့ဘူးလားကွယ်ဘူတန်းမောင်နှင့်ပတ်သက်၍နမအလက်များကအပြစ်ဆိုတိုင်ကြားလိုက်သည့်အခါများတွင် ။ဦးလဝေကညီငယ်လို့သူဘက်မှကာစီကာစီလောက်ကတိုကဲ့သို့ပြစ်တင်ရေးသားလိုက်တတ်လေသည်။ယင်းတို့ကိုကြီးဦးလဝေက၎င်းတို့ဘက်မှမနေဘဲအငယ်ဆုံးဗိုလ်တန်းမောင်ဘက်ကကြီးလိုလိုနေတဲ့သဖြင့်ဂျားမမိန်းသားနှုတ်တို့သည်၎င်းတို့ဤကိုကြီးပေါ်၌များစွာမကြေမနက်ဖြစ်တတ်ကြလေရှိသည်။ဒီကောင်ကိုကိုကြီးကုလိုသာချက်ချက်လိုလိုက်။တနေ့ကိုကြီးကိုတောင်စော်ကသွားလိုက်မယ်။ဒီကြောင့်ကိုကျမတို့ကဒါဒီမပေးဘူးရဲလို့မရှိပါစေနဲ့။ ဓမ္မအလတ်နှစ်ယောက်စလုံးကဤကဲ့သို့သောသဘောနှင့်အနက်အဓိပ္ပာယ်ပါရှိသောစာမျိုးကိုရေးသားခဲ့ကြလေသည်တို့ရရင်ဥလဝေသည်ဓမ္မအလတ်များ၏တတိပေစာကိုအနှဲငယ်များလည်းအေးမထားဒိယူလည်းမဆိုင်ခဲ့ခြင်းသူသည်ထုံညီငယ်ကိုချစ်လက်ချစ်ဆုံးဖြစ်သည်လျောက်အလိုလိုက်မြဲပင်လိုက်ထားခဲ့လေသည်ယခုခါတွင်ဆရာဝန်ကြီးဥလဝေ၏ညီရေတက်မတော်မှဘူဘူတန်းမောင်သည်စစ်တွေရေတက်ခွဲမှရန်ကုန်သို့ရောက်ရွှေ့လာရတော်မူဖြစ်သည်ဖြင့်၎င်းနှင့်အတူလာရောက်နေထိုင်ခြင်းပြုရန်စာရေး၍အခွင့်တောင်းလိုက်လေပြီ။ ပြောင်းလဲတရားနှစ်ပေါင်းကြာမြင့်စွာလူချင်းကွဲ၍နေထိုင်ခဲ့ရသောဆရာဝန်ကြီးဦးလောင်ဝေသည်ညီငယ်လို့သူကိုဝင်းမြဝင်းသာလက်ခံပြီးဖြစ်ကြောင်းစာပြန်လိုက်လေသည်သူထက်အသက်15နှစ်ကျော်ကျော်များငယ်ရွယ်သောညီငယ်ကိုဦးလောင်ဝေသည်၎င်း၏နေအိမ်၌လက်ခံရန်အသင့်ပြင်ဆင်ခြင်းပြုလေသည်တို့ရရင်၎င်း၏ညီငယ်ဘုတန်းပေါင်ရောက်ရှိလာသောကိစ္စသည်၎င်း၏ဘဝကြီးတစ်ခုလုံးကိုမိတို့မိဘုံပြောင်းလဲပစ်လိုက်တော့မည်ဆိုသည့်အကြောင်းကိုကဆရာဝန်ကြီးဦးလောင်ဝေတရားအဘယ်သို့သိရှိနိုင်ပါမည်နည်း ထို့တူအသက်ငယ်ရွယ်၍အမှုပြန်အမှန်မှန်နေထိုင်ခြင်းပြုတတ်သောဘုဒ္ဓမောင်ကလည်းအဘယ်သို့သိရှိနိုင်ပါမည်နည်းရနာဘုံရေစိတ်သို့ဘုဒ္ဓမောင်အချုပ်ရသောတိုက်တင်မောစစ်တွင်မှရောက်ရှိသောနေ့ကဆာဝေကြီးဦးလန်းဝေသည်အိမ်မပေါ်တော်ကားကို၎င်းကိုယ်တိုင်မောင်း၍သွားရောက်ကြကစပယ်မြိုင်သို့ခေါ်ဆောင်လာခဲ့လေသည်တို့ရရင်ငယ်ရွယ်သောဘုဒ္ဓမောင်သည်၎င်း၏ကိုကြီးနှင့်စပယ်မြိုင်သို့တပါးတည်းလိုက်မပါခြင်းလမ်းတွင်ဆင်းကြံရခဲ့၏ သူသည်ပေါင်းသင်းများနှင့်တွေ့တဲ့ဖြင့်အကိုကြီးထံမှငွေတရာတောင်းကာကျန်ရိတ်ခဲ့ခြင်းဖြစ်လေသည်အိမ်ပါညစာချက်ထားတဲ့ဟိနော်ပေါင်းတန်းပါမင်းသိမ့်မိုးချုံအောင်ရှောက်လဲမနေနဲ့ကြလာခုနှစ်နာရီထက်နောက်မကြအောင်ပြန်လာခဲ့ဒေါက်တာလောင်းဝေသည်ရန်ကုန်သို့ရောက်ရောက်ချင်း၎င်း၏ပေါင်းသင်းများနှင့်လက်ပတ်သုံးဆက်ရန်အတွက်ငွေတရာနှင့်ဆက်ကူတရွက်ကိုထုတ်ပေးရင်းမှာကြားပြောဆိုလာရလေသည်တို့ရရင်ညီလို့သူကတော့ဘာမှပြန်မပြောချေရေတက်ချစ်ကားပေါ်သို့တက်ကား၎င်း၏ပေါင်းသင်းများနှင့် လိုက်ပါ၍သွားလေတော့သည်စစ်တွေမှာရန်ကုန်သို့ပြောင်းရွှေ့ရောက်ရှိလာပြီးနောက်နောက်တနေ့မှာပဲဆောင်ဝင်းကြီးဦးလန်းဝေတို့ညီကိုနှစ်ယောက်စလုံးကိုမာလာမြိုင်မှညစာစားတောက်ချင်းပြူရန်အတွက်မိမိကိုယ်တိုင်ဇပယ်မြိုင်သို့လာ၍ဖိတ်ကြားလေသည်ထို့သောမိမိလာရောက်ဖိတ်ကြားသောအချိန်တွင်နက်နက်9နာရီခွဲတတ်တာ10နာရီခန့်ဖြစ်၍ဆောင်ဝင်းကြီးဦးလန်းဝေသည်၎င်း၏ဈေးကန်ထဲတွင်အပြင်လူသားများနှင့်အလုံရှုံနေလေသည်သူသည် မိမိအိမ်ထဲသို့ရောက်ရှိလာပြီးနောက်ဧကန်တွင်ထိုင်ကာဆေးသိပ်ပံမဂ္ဂဇင်းများကိုဟိုလန်တီကြည့်လောက်ရင်းစောင့်ဆိုင်နေခြင်းကိုပင်တတိမထားမိအားဖြင့်သူ၏ဈေးကံပြင်ပတ်တွင်စီတန်းရွေထိုင်ကာ၎င်းတို့၏လက်များကိုစိတ်ရှည်လက်ရှည်စောင့်ဆိုင်နေကြသောလူနာများကိုတရားပီးတရားဆေးထိုးပေးနေရသည်ဒေါက်တာလန်းဝေကိုယ်တိုင်အလုပ်ပြနေသောအခါ၎င်းကိုဆဆရရအကူအညီပေးနေရသောမနော်သည်လည်းလက်မလဲနိုင်အောင်အလုပ်ပြနေရသည် ထို့ကြောင့်မနော်သည်ပင်ဧကန်ထဲတွင်ထိုင်ဆောင်နေသော မိမိကိုမမြင်ချေ ဦးလန်းဝေအားချက်ပြုတ်ကျွေးမွေးကဆောက်ရှောက်နေကြသောဥခန့်နှင့်ဒေါ်လာတို့လင်မယားနှောင်းနဲ့ဥခန့်သည်ဈေးသို့သွားနေရမှာအိမ်သို့ပြန်မရောက်သေးခြင်းဒေါ်လာကလည်းနနက်စာကိုအချိန်မှန်ကျွေးပွင့်တိုင်းရန်အတွက်ပြီးဖို့ကြောင့်ဘက်တွင်တယောက်တည်းအလုံများနေလေသဖြင့်မိမိတယောက်ရောက်နေသည်ကိုတွေ့မြင်မိဟန်မရှိခြင်းမိမိသည်စိတ်သိပ်ပံအတက်ပညာနှင့်ပတ်သက်၍ဘာမှသင်ကြားပူသောမိန်းကလေးတယောက်မဟုတ်တော့လဲတက်ကသူအကြောင်းကြီးအတွက်နှင့်ခေပညာတယောက်ဦးနေဖြင့်စိတ်သိပ်ပံမဂ္ဂဇင်းတစ်စောင်မှကင်ဆာယောဂါနှင့်ပတ်သက်သောစောင်းပါတစ်စောင်ကို အဟုတုဒရလိုရညာအပြင်းပြင်းဖတ်ရှုနေပေသည်ရင်းတို့ဧကန်နာဧကန်မြတ်သူအင်းရှင်မရှိပဲမဂ္ဂဇင်းတစ်ဆောင်ကသာပေါ်လုံနေရသောမိမိကိုရှေးဥစွာဆရွေမြင်သူမှာအိမ်ပေါ်ထက်မှမျက်နှာတုပ်ပါကိုလယ်ဘင်းတွင်ပိုဒီပတ်ဒီဘက်ကဆင်းရွေလာသောဒေါက်တာလန်းဝေ၏ညီလို့သူပင်ဖြစ်လေသည်ဘုသံမောင်သည်၎င်း၏ပေါင်းတင်များနှင့်ည9နာရီခွဲဝယ်ရုပ်ရှင်ကိုကြည့်ရှုပြီးမှစပယ်မြိုင်သို့ပြန်လာလေသည်သူသည်တနားကြီးကြောကြောမှအိပ်ရာသို့ဝင်ရသောကြောင့် နေတော်တော်ကြီးမြင့်ကမှအိယာမနိုးလာဟန်ရှိပေသည်မျက်နာတည်ရန်အတွက်အိမ်ပေါ်ထက်လေကားမှဆင်းလာကလေးကရေတဲ့အရာရှိသူပြီးပြီးမျက်စိလျင်ပြက်လက်သောဘုဒ္ဓံမောင်သည်ဧကန်လည်း၌ဧကန်မဲ့သူမရှိသည်ဖြင့်တယောက်တည်းငုတ်တုတ်ပလေးထိုင်ကစာကြည့်နေသောမိမချောကလေးတယောက်ကိုတွေ့မြင်လိုက်ပြီးဖြစ်လေသည်မိမိကတော့မူလေကားထက်မှဆင်းလာသောရှားဝင်းကြီးဥလုံးဝေ၏ညီလောက်သူကိုတတိမထားမိကြဖတ်ရှုနေသောဆောင်းပါးတဲ့တွင် စိတ်ပါဝင်စားကနစ်မြုပ်နေပုံရလေသည် အပေါ်မရှိဘဲတယောက်တည်းထိုင်ကစားဖက်နေသောမိန်းမလာလေးကိုရေတဲ့အရာရှိလေးသည်စူးဆိုင်ကြည့်ရင်အိမ်ပေါ်တဲ့လေကားမှဆင်းလာပြီးနောက်လေကရင်တွင်ရပ်လိုက်နေသည် သူသည်လေကရင်တွင်ရပ်ကာအတန်ကြာများမိမိကိုစူးဆိုင်ကြည့်ရှုနေ၏တို့ရရင်မိမိတယောက်ကတော့သူ့ကိုမမြင်ချေစေတိတ်ပံမက်ကဇင်းကိုစိတ်ပါဝင်စားစွာဖတ်ရှုနေပေသည်တို့ပြလှပချောမောသောအမျိုးသမီးသည်၎င်းကိုကြည့်လူနာတူးပင်ဖြစ်လေသလိုတို့ရရင်ထိုအမျိုးသမီးသည်လူနာတူးနှင့်တော်ကမတူးလှကြည့် တောင်းစွာ ကျမ်းမာပုံရပေသည်။အကယ်၍သာလူနာတူဖြစ်လင်လဲလူတာများထိုင်ဆောင်နေကြသော ခုံတန်း၌သာ၎င်း၏လက်ကိုစောင့်မျှော်နေဖို့ရာရှိပေသည်။မိမိပြုသည်လှပချောမောသူတူဖြစ်တဲ့ကဲ့သို့တတနာနာဝစ္စာဆင်မြန်း၍လဲထားလေသည်။ခစ်ဆန်ဆန်တဲကလည်းဖြစ်ပုံရလေသည်။ထိုလှပသောဧည့်သည်သည်၎င်းကိုကြီးဧည့်သည်ပင်ဖြစ်တန်ရသည်။ထိုရာတွင်ထိုဧည့်သည်တစ်ကိုဧကံမိသူတူတယောက်မျှတော့မရှိသေး။သူဒီကိုကြီးစားဝင်ရောက်ဧကံပေးရမည်လော။ သူသည်ထိုလုပ်ကိုဘယ်သူကမှမခိုင်းစေပဲအလိုလိုစိတ်ဝင်စားနေပုံရလေသည်သူသည်တန့်ရှင်းခြင်းမပြုရသေးသောသူ၏ဖြစ်ကိုလည်းတတိယလာပြန်သည်ဤကဲ့သို့ပုံစံနှင့်လှပချွန်ပေါ်သောဧည့်သည်ကိုဧည့်ခံ၍လည်းမဖြစ်သေးစေလူတူးနှင့်တူပထမဆုံးတွေ့ဆုံရခြင်းအမှု၌အမြင်ကောင်းဖို့လိုအပ်သေးသည်မဟုတ်ပါလောသူသည်ရေချိုးကန်းဘက်သို့ခက်သွက်သွက်ကလေးထွက်သွားသည်ထိုနောက်မျက်နှာကိုကြိုက်ကြိုက်သိကအိမ်ပေါ်တက်သို့အပြေးကလေးပြန်တက်ခဲ့လေသည်ဇမင်းနှင့်ခက်မြအတွင်သူသည် အက်ကန်ဆောင်တွင်ရှိဧည့်သည်တယောက်ယောက်နှင့်အက်ကန်စကားပြောဆိုနိုင်သောအသွင်ပြင်ကိုဟန်ဆင်းပြီးစီးလေပြီ။ကိုလုံးပေါ်မှန်ကြီးတဲ့တွင်သူ၏ကိုယ်ကိုစိတ်ကျေနပ်လာအောင်အဖက်ဖက်ကလှက်ပတ်ကြည့်ရှုပြီးနောက်ဘူတန်းမောင်သည်အင်ပေါ်တက်လေကားမှအိန္ဒိယရဆင်းလာသည်။လေကင်းတို့ရောက်တော့ကသူသည်စေးသိပ်ပံမက်ဆင်းကိုစူးဆိုင်ဖက်ရှုနေတော့မှဖြစ်သောအမျိုးသမီးကိုတစ်ချက်မျှလမ်းကြည့်ပြီးနောက်ထိုဧည့်သည်ရှိရာသို့ခက်အေးအေးခက်မှန်မှန်ရှောက်လာလေသည်။မိမိသည်ရေတဲ့အရာရှိကလေးကိုမမြင်ချင် ကင်ဆာဆောင်မသည့်ပြီးဆုံးကံနည်းပြီးဖြစ်၍စူးဆိုင်ဖတ်ရှုနေပေသည်။ဘုဒ္ဓံပေါင်သည်ဇပွဲထက်မှနေ့စဉ်တို့အင်္ဂလိပ်ဘာသာဖြင့်ပုံထိပ်သောသတင်းစာတစ်စာကိုလှမ်းယူရင်းမိမိနှင့်မျက်နှာချင်းဆိုင်ကလထိုင်းတစ်လုံးတွင်ထိုင်ချလိုက်လေသည်။ဒီတော့မှပင် အပချောမောသောဧည့်သည်သည်ဧကန်နှင့်သူနောက်ထပ်ဝင်လာသော သူတစ်ယောက်ကိုရုတ်တရက်မော်ကြည့်လိုက်မိလေသည်။မျက်နှာစင်းဖြစ်သော၎င်းနှင့်တက်တူရွယ်တူရောက်ကြပြူတယောက်ကိုပြုံးစားကြည့်မြင်တွေ့လျက်သဖြင့်မိမိသည်အနှဲငယ်တော့ရှက်ရွံ့သလိုဖြစ်သွားပုံရလေသည်။ ို့ရရင်ရဲရင်ခင်မိသောပညာတတ်မင်းကလေးတူပီပီ၎င်း၏ဝန်တွင်စိတ်ကိုပီပီဖုံးဖိကပြုံယုံမြပြုံးလိုက်အကိုကြီးကိုတွေ့ခြင်းလို့စောင့်နေတယ်ဖြစ်ပါတယ်ဖြက်လက်သောရေတဲ့အရာရှိကလေးတူပီပီပူတန်းပေါင်သည်၎င်းဘယ်သူဘဲဝါဖြစ်သည့်အကြောင်းကိုတဲဝါ၍ပြောပြရင်တယောက်တည်းပြင်းရည်နေသောမိမပြောကိုအပေါ်ပြူလိုက်လေသည်အော်ရှင်ကကိုကြီးရဲ့ညီကိုတန်းပေါင်ဆိုရလားမိမိကလည်းရေတဲ့အရာရှိကလေး၏စကားကိုစထုတ်ပြီးပြောဆိုလေသည်ကိုကြီးကကျွန်တော်အကြောင်းကို မိမိလို့ခေါ်ပါတယ်။မိမိကိုပြောပြထားတဲ့နဲ့တူတယ်။မိမိကပြုံး၍ဥခန်းကိုသာငြိမ်ပြလိုက်သည်။အကိုကြီးကိုစောင့်နေတာတော်တော်ကြာသွားပါပြီလားယင်။မိမိနှင့်အဆက်မပြတ်စကားပြောဆိုလွန်ဟန်ရှိသောရေတဲ့ရာရှိကလေးကစကားမရှိစကားရှာ၍မေးမြန်းပြောဆိုလိုက်ပြန်သည်။အိတ်တော်မကြားလာသေးပါဘူး။ကိစ္စကရေးမြန်းကြည့်သလားယင်။ရေးကြည့်ရင်ကျွန်တော်ဝင်ခေါ်ပေးပါမယ်လေ။ရေးမကြည့်ပါဘူး။မိမိတို့အိမ်မှာဒီနေ့ညကိုကြီးနဲ့ရှင်တို့ညီကိုညကိုညစာစားဖို့လာဖိတ်တာပါ။ ရင်းတို့မိမိကပြောဆိုနေကဆရာဝန်ကြီးဦးလန်းဝေသည်စေထိုးပြီးစီးသွားသောလူနာတယောက်ကိုအခန်းပြင်သို့လိုက်ဖို့ကစကားပြောရင်းတွေ့မြင်သွားသဖြင့်ဟောမိမိပါလားဘယ်ချိန်ကရောက်နေတာလဲယင်ဟုလမ်းရွေမေးလိုက်လေသည်ထို့နောက်ဦးလန်းဝေသည်၎င်း၏လူတာအားမှာကြားစရာရှိသောကိစ္စများကိုဆက်လက်မှာကြားပြီးလင်ဧကံဘက်သို့ရှောက်လာလေသည်ဒီနေ့ညစာစားဖို့ကိုကြီးတို့ညီကိုညှောက်ကိုလာဖိတ်တဲ့အကြောင်းကိုကိုတန်းမောင်ကိုပြောပြနေတာပါ မိမိကထိုင်ရမှထရင်ဦးလန့်ဝေအားပြောကြားခြင်းပြုလေသည်ဟမ်မိမိတဲ့မောင်တန်းမောင်တို့တောင်တရားကိုတရားသိနေကြပြီကိုဒေါက်တာလန့်ဝေသည်လူငယ်နှစ်ဦးတူးတင်တူလည်းမြန်မြန်သိရှိသွားကြသည့်အဖြစ်ကို များစွာအံ့ဩနေတော်မူရာဖြင့်ပြောဆိုလိုက်သည်မိမိသည်မောင်တန်းမောင်ကိုတစ်ချက်မျှလမ်းကြည့်လိုက်ပြီးနောက်မျက်လွာချထားလိုက်ညီလို့သူကတော့မူအကိုကြီးဖြစ်သူအားဆက်ပြဲပြဲဖြင့်လမ်း၍ကြည့်ရှုနေပေသည် နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတို့ကြပါ။